အခုဒီဗီဒီယိုမှာတော့ငခုတကောင်ကရေထဲကနေယုတ်တရက်ထွက်ပေါ်လာပြီးခိုးတကောင်ကိုကြိုက်ကာရေထဲဆွဲချသွားခဲ့ပါတယ်။တင်တိထားတဲ့ငခုနယ်ကတခြားစီဖြစ်နေလို့ဒီမြင်ကွင်းကအလွန်ထူးဆန်းနေမှာကတော့အမှန်ပါပဲ။ဒီနေ့အစီအစဉ်မှာတော့ catfish ငခုအကြောင်းကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။ငခုတွေမှာလဲကြောင်တွေလိုမျိုးနှကမ်းမွေးပါတာဖြစ်လို့ ကက်ဖစ်ဆိုပြီးခေါ်ဝေါ်ခြင်းဖြစ်တော်လေတကယ်နှခမ်းမွေးတွေတော့မဟုတ်ပါဘူးဒါဟာသူတို့အတွက်ရေအောက်မှာအစာရှာဖို့ရန်အရေးပါတဲ့အာယုန်ခံစနစ်တစ်ခုတာဖြစ်ပါတယ်ဒီလိုမျိုးကန်းချီအတီးတက်လာပြီးအမဲလိုက်တဲ့ရေနေတတဝါတွေထဲမှာ လူတိုင်းတိကျတာကဝေလာငါပဲရှိမယ်ထင်ပါတယ်ဒါပေမဲ့ဝေလာငါတွေကညံကောင်းတဲ့တတဝါတွေဖြစ်ကြပြီးသူတို့ရဲ့အုံနောက်ကလည်းလူသားတွေရဲ့အုံနောက်ထက် လေးစားလောက်ကြီးတာဖြစ်လို့သူတို့ကဒီလိုမျိုးကန်းချီရဲ့ဒီအမဲလိုက်တယ်ဆိုတာကလက်ခံလို့ရပါသေးတယ်။ဒါပေမဲ့ရင်းနှီးတတဝါဖြစ်တဲ့ငါးတကောင်ကကန်းဆက်အထိတက်ပြီးငှက်တကောင်ကို အမဲလိုက်ရတယ်ဆိုတာကတော့အလွန်အံ့ဩဖို့ကောင်းပါတယ်။ငခုကဒီလိုကန်းဆက်ပေါ်တက်ပြီးခိုးရီကိုဖမ်းစားတာကတိုက်ဆိုင်မှုတစ်ခုလုံးဝမဟုတ်ပါဘူး။2012ခုနှစ်တုန်းကပြင်းထန်နိုင်ငံတူလူးစ်တက်ကတိုမှာရှိတဲ့အဖွဲတစ်ဖွဲ့က ီကိစ္စကို အထူးပြုလေ့လာခဲ့ပြီးပါပြီ။သူတို့အဖွဲ့ကပြည်တဲ့နိုင်ငံတောင်ပိုင်းကဂါရွန်မြစ်နဲ့တားမြစ်ဝမ်းဒေသတွေမှာငခုတွေကန်းဆက်အထိတက်ပြီးခိုးတွေကိုအမဲလိုက်တာဟာပုံမှန်လုံဆောင်မှုတစ်ခုဖြစ်နေပြီဆိုတာကိုတွေးရှိခဲ့ပါတယ်။ခိုးတွေအုပ်စုလိုက် မြေကန်းဆက်မှာစုဝေးနေကြစဉ်တမီတာကျော်ခန့်ရှိတဲ့ငခုကြီးတွေ ရောက်လာတက်ပြီးခိုးတွေကိုဖမ်းဆားတတ်ကြပါတယ်။အမဲလိုက်အောင်မြင်မှုနှုန်းက 30ရာခိုင်နှုန်းနီးပါးရှိတဲ့အတွက်တော်တော်လေးကျွမ်းကျင်တယ်လို့ဆိုနိုင်ပါတယ်။ဒါကြောင့်တုဒိတနာပညာရှင်တွေကထုံငကူကြီးတွေကိုရေချိုးဝေလာငါးဆိုပြီးနာမည်ပြောင်တစ်ခုပေးခဲ့ကြပါသေးတယ်။တကယ်တော့ဒီငကူကြီးတွေက ပြင်းထန်ဒေတာခံမျိုးစိတ်တွေမဟုတ်ကြပါဘူး။သူတို့ရဲ့မူလစာတီးကအရှိဥရောပဘက်မှာပါ။သူတို့ကရေအောက်ခြေမှာနေတဲ့ဥရောပငကူမျိုးစိတ်တွေဖြစ်ကြပြီး ုံမှန်အားဖြင့်ရေအောက်ခြေမှာပဲအစာရှာစားကြပါတယ်။နောက်ပိုင်း1980ပြည့်နှစ်တွေရောက်တော့ငါးမြဝါဒနာရှင်တချို့ကသူတို့ကိုတဲဆောင်လာခဲ့ကြတာဖြစ်လို့ဒီမြေဝန်းဒေတာကိုရောက်လာခြင်းဖြစ်ပါတယ်။ဒီငခုတွေက အခုမှရောက်လာပေမဲ့ဒီဒေတာရဲ့ရေမြေတဘာဝကိုလုံးဝမကြောက်ကြတဲ့အတွက်ချက်ချင်းပဲဒီမြေဝန်းဒေတာကိုခြေကုပ်ယူနိုင်ခဲ့ကြပါတယ်။ဒီကျူးကျော်လာတဲ့ဥရောပငခုတွေက ဆယ်မွန်ငါးတွေကို စားယုံနာမကအခြားငါးမျိုးစိတ်နဲ့ငါးဦးတွေကိုလည်းအများအပြားစားပစ်ခဲ့ကြတဲ့အတွက်နှစ်၄၀မပြည့်တဲ့အချိန်အတွင်းမှာပဲဒီဒေတာရဲ့ဂီဟာစနစ်ကိုဆိုးရွားစွာပျက်စီးစေခဲ့ပါတယ်။ရေထဲကအရာတွေကို စားလို့မလောက်တော့မှတာကမ်းပေါ်ကခိုးတွေကို စားဖို့စိတ်ကူးရတော့ခြင်းဖြစ်ပါတယ်။ပြောရမယ်ဆိုရင်သူတို့ဒီလိုကမ်းပေါ်တက်ပြီးခိုးတွေကိုအမဲလိုက်တက်သွားတာက နှစ်30လောက်ပဲအချိန်ယူပြီးကျွမ်းကျင်သွားကြတာပဲဖြစ်ပါတယ်။ကဘာမှာအရွယ်စားအကြီးဆုံးငကူမျိုးစိတ်၃မျိုးရှိပါတယ်။အစာပိုင်းမှာပြောခဲ့တဲ့ဥရောပငကူမျိုးစိတ်ရဲ့မဲခေါင်မြစ်မှာရှိတဲ့အေယာမငကူမျိုးစိတ်နဲ့တောင်အမေရိကမှာရှိတဲ့ငကူမျိုးစိတ်ဆိုပြီး၃မျိုးရှိပါတယ်။ဒီငကူ၃မျိုးစလုံးက၃မီတာကနေ၅မီတာအထိရှည်ပြီးအလေးချိန်အားဖြင့် 200မှ300ကီလိုဂရမ်လောက်အထိကြီးထွားနိုင်ကြပါတယ်။အထူးသဖြင့်မဲခေါင်မြစ်ထဲမှာရှိတဲ့အယာမငကူမျိုးစိတ်ကတစ်ချိန်ကကမ္ဘာအကြီးဆုံးရေချိုငါးအဖြစ်တက်မှတ်ခံခဲ့ရပြီး2022ခုနှစ်မှာတော့မဲခေါင်မြစ်ထဲမှာဖမ်းမိတဲ့ရေချိုငလေးကြောက်တစ်ကောင်ကသူ့ရဲ့စံချိန်ကိုချိုးထွားခဲ့ပါတယ်။ငကူလိုမျိုးနောက်ထပ်ကျူးကျော်ငါးမျိုးစိတ်တစ်မျိုးအကြောင်းကိုပြောပြပေးခြင်းပါတယ်။ အဲ့ဒါကတော့လူတိုင်းတိကျတဲ့တန်ရှင်ရင်ငါဒါမှမဟုတ်စုပ်ခွက်ငါပဲဖြစ်ပါတယ်ငါးကန့်တွေရဲ့အောက်ခြေနဲ့အတွင်းနှံရံတွေပေါ်ကရည်ကြီးတွေကို ရှင်းလင်းဖို့အတွက်နဲ့အစာအကျဉ်းအကျံတွေကိုစားဖို့အတွက်မွေးမြူလေးရှိပါတယ်သူတို့ကရေအောက်ခြေမှာနေရတာကို ကြိုက်ကြပြီးမြေရဲ့အောက်ခြေကအစာတွေကို စားကြပါတယ်အခြေခံအားဖြင့်ဘာမဆိုစားပြီးအပုပ်အတိုးစားနိုင်စွမ်းအလွန်အားကောင်းကြပါတယ် ဒီတန်ရှင်းရေး၅ရဲ့ဇာတိကအမေရိကန်အလယ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေကဖြစ်ပြီးလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာငါးမွေးမြူရေးလုပ်ငန်းတွေနဲ့အတူကမ္ဘာနေရာအတော်များများစီကို ပြန်နဲ့ရောက်ရှိသွားခဲ့ပါတယ်။တချို့ကဒီငါးအကြောင်းကို မတီးပဲလွန်ပြစ်လိုက်တာတွေနဲ့ဘေးမဲ့လွတ်ပေးလိုက်တာတွေကြောင့်ထိုဒေသကိုကျူးကျော်ဝင်ရောက်သွားကြပါတယ်။ငကူငါးကဖမ်းမိရင်ဟင်းကောင်းတစ်ခွက်ဖြစ်နိုင်တော်လဲ။ ဒီငားတွေကတော့လုံးဝမစားလို့မကောင်းပါဘူးစားတုံးမှုမရှိလို့တံဖိုးလည်းမရှိတဲ့အတွက်သူတို့ကိုဖမ်းဆီးတဲ့သူမရှိဖြစ်နေပြီးတဖြည်းဖြည်းပွားများလာရင်းနဲ့ထိမနိုင်အောင်ဖြစ်လာခဲ့ပါတယ်ဒီတန်ရှင်းရင်းငားတွေကျူးကျော်ဝင်ရောက်လာတဲ့အကျိုးဆက်ကအလွန်ဆိုးရွားပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ကအရင်ကြီးပြီးအစာလည်းအလွန်စားနိုင်ပါတယ်အထူးသဖြင့်တခြားငားတွေရဲ့ဥတွေကိုအလွန်ကြိုက်နှစ်တတ်ကြပါတယ် သူတို့အရေးအတွက်များလာတာနဲ့အမျှတခြားငါမျိုးစိတ်တွေတဖြည်းဖြည်းနှေးပါလာပြီးတချို့မြစ်တွေမှာဆိုရင်ဒီတန်ရှင်ကြီးငါတွေပဲကြံတော့တဲ့အထီးကို ဖြက်စီးစားတုံးပြစ်တတ်ကြပါတယ်အရှိတောင်အာရှမှာ walking catfish လမ်းလျှောက်ငါလို့ခေါ်တဲ့ငကူငါတစ်မျိုးရှိပါတယ်ဒီငါကို1960ပြည့်နှစ်တွေတုန်းက အမေရိကန်တွေကလည်းအရန်တဘောချခဲ့ပြီး ထိုင်းနိုင်ငံကနေဖလော်ရီဒါကိုမွေးမြူရေးလုပ်ဖို့ရန်အတွက်တင်သွင်းခဲ့ကြပါတယ်။ဒါပေမဲ့ထုံငါးတချို့ကထွက်ပြေးလို့မြောက်သွားခဲ့တဲ့အတွက်တိတ်မကြခင်မှာပဲထိုဒေတာရဲ့ကျူးကျော်မျိုးစိတ်ဖြစ်လာခဲ့ပါတော့တယ်။လမ်းလျှောက်ငါဆိုတဲ့အတိုင်းသူက ရေထဲကနေထွက်ပြီးကုန်းပေါ်မှာအချိန်အကြာကြီးအတက်ရှင်နေနိုင်ပါတယ်။ပြီးရင်သူတို့ရဲ့ကိုယ်ပေါ်ကအချွဲကြည့်တွေကလည်းရေထဲခန်းချောင်းမှုမဖြစ်အောင်ကာကွယ်ပေးပါလိမ့်တယ်။ အလွန်အားကောင်းတဲ့အနံ့ခံအာယုံကိုအတုံးပြုပြီးသူတို့နဲ့တင့်တော်တဲ့ပတ်ဝန်းကျင်ကို ရှာဖွေနိုင်ကြပါတယ်။ရေပြင်တစ်ခုကနေနောက်တစ်ခုကိုလမ်းလျှောက်သွားနိုင်တာဖြစ်လို့ငါးကန်တဲကတခြားငါးမျိုးစိတ်တွေကိုဖြက်စီးစားတုံးပစ်တာမျိုးတွေဖြစ်တတ်ပါတယ်။ငခုတွေကျူးကျော်မျိုးစိတ်ဖြစ်လာကြတာက ရှင်တန်နိုင်စွမ်းအားကောင်းတာအပြင်သူတို့ရဲ့မျိုးဆက်တစ်တွေကိုဝိမှုဆောင်ရှောက်ရမှာ လွန်ကျွမ်းကျင်ကြတာကြောင့်လည်းပါပါတယ်။ငကူတွေကတိတ်ဆိတ်တဲ့နေရာကိုရှာပြီးရေအောက်ကမြက်တွေကြားထဲမှာဥဥကြပါတယ်။ပြီးတော့ငကူအထီးကဒီဥတွေအနားမှာပဲအမြဲစောင့်နေပြီးငကူအမားကတော့အနီးတစ်ဝိုက်မှာကင်းလဲ့နေတတ်ပါတယ်။ဒါဟာလဲသူတို့ကသူများရဲ့ဥတွေကိုခိုးစားနေကြဖြစ်တဲ့အတွက်သူတို့ရဲ့ဥတွေကိုတော့အလွန်တရီထားပြီးမှစောင့်ရှောက်တတ်ကြခြင်းဖြစ်ပါတယ်။ အာဖရိကမှာငကူတစ်မျိုးရှိပြီးသူ့ကိုခော့ခူးလို့ခေါ်ပါတယ်။သူတို့မှာအိနေချင်းငါးတစ်မျိုးရှိပြီးသူ့ကိုတော့စစ်ကလစ်လို့ခေါ်ပါတယ်။ဒီစစ်ကလစ်ငါးကမျိုးဆက်တစ်တွေကို မွေးမြူရာမှာအလွန်ထူးခြားပါတယ်။သူကဥတွေကိုဥချလိုက်ပြီးချက်ချင်းပဲသူ့ပစက်တဲကို ပြန်ငုံလိုက်ပြီးမှဥတွေကို ပေါက်ခွားအောင်ပြုတ်လုပါတယ်။ငါးပေါက်လေးတွေပေါက်လာရင်တောင်မှပစက်ထဲမှာပဲငုံထားပြီး မကြာမကြာတုကလေးတွေကို အပြင်ထုတ်ပေးပြီးမှ အတက်ရှူခိုင်းပါတယ်။အကယ်၍သူကအန္တရာယ်ရှိတယ်လို့ခံစားမိရင်တုကလေးတွေကိုပါဇက်တဲပြန်ကုန်ထားလိုက်ပြီးမှကာကွယ်စောင့်ရှောက်ပေးတတ်ပါသေးတယ်။ခေါခူးငကူတွေကဒီအချက်ကို တီတွားပြီးနောက်မှာတော့အကြံကောင်းတစ်ခုရတော့ခဲ့ပါတယ်။စစ်ကလေးငါးမကြီးကဥဥချလိုက်ချိန်မှာခေါခူးငါတို့ကအုပ်စုလိုက်တိုးဝင်လာကြပြီး စစ်ကလေး9ရဲ့ဥတချို့ကို အတဲအတန်စားပြစ်လိုက်ကြပါတယ်။ထိုးထိုးစားပြီးတဲ့နောက်ငကူတွေကဒီလိုရှုပ်ထွေးနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးထိုးနေရမှာပဲသူတို့ရဲ့ဥတွေကိုဥချခဲ့ပြီးမှ အမြန်ပြန်ထွက်သွားလိုက်ကြပါတယ်။ဒီလိုနဲ့ငကူတွေထွက်သွားပြီးတဲ့နောက်မှာစစ်ကလေး9မကြီးကဘယ်ဟာကတူဥမှန်မခွဲခြားနိုင်တော့တဲ့အတွက်ကြံနေတဲ့ဥတွေအလုံးကိုသူ့ရဲ့ဥတွေထင်ပြီး အဇက်တဲအကုံရောပြီးမှငုံထားလိုက်ပါတယ်။ဒီငခုတွေကသူတို့ရဲ့ဥတွေကိုသူများရဲ့ပါဇက်ထဲမှာထည့်ထားပြီးဥဖောက်ခိုင်းလိုက်တဲ့အတွက်တော်တော်လေးညံ့များတဲ့ငါလို့ဆိုနိုင်ပါတယ်။ပိုပြီးဆိုးတာကဒီငခုရဲ့ဥတွေကစစ်ကလစ်ငါရဲ့ဥထက်အမြဲတမ်းအရင်ဆုံးပေါက်တာဖြစ်လို့ငခုပေါက်လေးတွေကဥထဲမှာပေါက်လာတာနဲ့တပြိုင်နက်ဘေးမှာရှိတဲ့စစ်ကလစ်ငါရဲ့ဥတွေအားလုံးကို စားပြစ်လိုက်ကြပါတယ်။ အလွယ်ကူဆုံးအစာအရင်းမြစ်ဖြစ်တယ်လို့ပြိုင်ဘက်ကလည်းရှင်းပြထားဖြစ်သွားတဲ့အတွက်တစ်ချက်ခုနှစ်ချက်ပြက်လို့ဇူနိုင်ပါတယ်။နောက်ဆုံးစစ်ကလက်ငါးမကြီးရဲ့ပါဇက်တဲကနေထွက်လာတဲ့အခါမှာစစ်ကလက်ငါးပေါက်တွေတကောင်းမှမရှိတော့ဘဲငခုတွေပဲကြံနေပါတော့တယ်။ငခုတွေပဲပေါက်ဖွာလာတာကိုစစ်ကလက်ငါးမကြီးကမတိတဲ့အတွက်သူကဒီငခုတွေကိုတူတာတမီထင်နေပြီးပါဇက်တဲကနေပြန်ထုတ်လိုက်ပြန်တွင်းလိုက်နဲ့သူတို့ကိုစောင်းလျှောက်ပေးလျက်ရှိပါတယ်။ ဒီလိုနဲ့ပဲခေါကူးငကူတွေရဲ့အစီအစဉ်က အောင်မြင်သွားခဲ့ပြီးသူတို့ရဲ့နောင်မျိုးဆက်အတစ်တစ်ခုကို အောင်မြင်စွာပေါက်ဖွားနိုင်ခဲ့ပါတယ်။သူတို့ဟာကောက်ကျစ်တယ်လို့ဆိုနိုင်ပေမဲ့တဘာဝတရားရဲ့ရှင်တန်မှုတိုက်ပွဲတိုင်းမှာမျှတမှုဆိုတာမရှိပါဘူး။ဥယောပငကူနဲ့ပတ်တယ်လို့သူတို့ကလူကြိုက်တဲ့တည်င်းတွေ ရှိခဲ့ဖူးပါတယ်။အဲ့ဒီအချိန်က ဂျာမနီကအမျိုးသမီးတစ်ယောက်ရေကူးနေတုန်းဥရောပငကူတကောင်ကဒူမရဲ့ခြေထောက်ကိုကိုက်ခဲ့ပါတယ်။နောက်ပြီးခွေးလေးတကောင်ကိုဥရောပငကူကစားပစ်ခဲ့တဲ့တည်င်းလည်းရှိပါသေးတယ်။ငကူလူစားတယ်ဆိုတာနဲ့ပတ်သက်တဲ့ကောလာဟာလာတည်င်းတွေ ရှိခဲ့ဘူးပေမဲ့တိကျတဲ့အထောက်အထားတော့မရှိသေးပါဘူး။ဒီလိုငကူတကောင်က လူတယောက်လုံးကိုမျိုးချဖို့ဆိုတာကလက်တွေ့မကျတော့လဲကလေးငယ်တယောက်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်။နောက်ပြီးပြည်တဲ့နိုင်ငံကဥရောပငခုတွေခိုးဖန်းစားတဲ့အချက်ကို ကြည့်မယ်ဆိုရင်သူတို့ကလူရဲ့ခြေထောက်ကိုကိုက်ပြီးရေထဲအရင်ဆွဲချကရေနဲ့တေဆုံးစေပြီးမှစားပြစ်တာမျိုးဆိုရင်တော့ဖြစ်နိုင်ခြေရှိပါတယ်။နောက်ပြီးဒီအရာမငခုကြီးတွေကအတက်80ကျော်အထိ အတက်ရှင်နိုင်တာဖြစ်လို့ဒီလိုကြာရှည်စွာအတက်ရှင်ပြီးအတွေ့အကြုံများလာရင် လူကိုရန်ပြုတ်နိုင်တဲ့အတိညာဉ်မျိုးတိုးနိုင်မလားဆိုတာကတော့စဉ်းစားစရာပါပဲ။ငကူတွေကအပုတ်အတိုးနဲ့အမိုက်တွေရှင်းလင်းစားသုံးတတ်တဲ့အတွက် မတန်ရှင်မှုဆိုတဲ့အမြင်မျိုးရှိကြပါတယ်။ပြီးတော့တချို့ငကူတွေက အရတာတိတ်မကောင်းပါဘူး။စီအနက်၊မြေကြီးအနက်တွေ စွဲနေတတ်ပါတယ်။ရေပူရအဖြစ်ဆိုရင်ငကူကစားစရာတစ်ခုအနေနဲ့တိတ်မကောင်းပါဘူး။ဒါပေမဲ့ တင်ဟာငခုအရန်ချိန်တဲ့သူဖြစ်တဲ့ဆိုရင်တော့ဒီတခုကိုတတိထားတဲ့ပါတယ်အဲ့ဒါကတော့အရွယ်စားအရင်ကြီးပြီးအတက်ကြီးတဲ့ငခုတွေကိုမစားဖို့အကြံပြုခြင်းပါတယ်ဘာလို့လဲဆိုတော့သူတို့ကနှစ်ပေါင်းများစွာအညစ်အကြေးများကိုစားထားတဲ့အတွက်သူတို့ကိုစားတုံးတာကကျန်းမာရေးအတွက်မကောင်းနိုင်လို့ပါပဲဒါကြောင့်လူသားတွေအတွက်အကျိုးမပြုတဲ့ဒီလိုကျူးကျော်ငါးမျိုးစိတ်တွေကိုဖမ်းမိခဲ့ရင်မြေချောင်းအင်းအိမ်တွေမှာ အလွယ်တကူရှောက်မလွတ်ပြစ်ပဲတခါတည်းအပြည့်ရှင်းပြဖို့အတွက်အတီးပေးရင်ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲအဆုံးတက်လိုက်ပါရခင်ဗျာနောက်အစီအစဉ်တွေမှာပြန်ဆုံကြပါမယ်